ဒီမှာကြည့်ပါတောစီပူပင်ကဘလောက်ဆေးဘက်ဝင်နေဆိုတာပြောပြမယ်လူအများကမသိသေးတာတခုပြောပြခြင်း ਨੇ တကယ်အသုံးဝင်မှာပါဒါနဲ့ဒီအပင်ကိုတိကြလားဒါဟာအညာဘက်နွေရာသီမှာပေါက်တဲ့အပင်တစ်မျိုးပါအရွက်အောက်မှာအတီလေးတွေတွေ့ရပြီးတောစီပူပင်လို့ခေါ်ကြတယ်ပြိတက်ကြီးလိုဘက်မှာအခေါ်လေးတွေမန့်ခဲ့ပေးပါအောင် လူအများကတော့အပင်ပေါက်တွေဖြစ်နေနေရာတိုင်းမှာတွေ့ကြပါတယ်လို့ပြောကြတယ်။ပရိသတ်တို့ဘက်မှာပေါ်လာပြောပြကြပါအောင်ဒီအပင်ကသွေးတိုးစည်းချိုပြုတ်တောက်ပေးပါချောင်းဆိုးပန်းနာသမားများပြင်စကားပါကို အချောက်ခံရေနွေးတဲ့ထဲ့တောက်ပေးပါအစ်စ်နာဒူးနာခါနာနေသူများတန်ရှင်းအောင်စေးကြောပြီးအပိုင်းလေးတွေတပီးအရေရရှိအောင်ထူထားလိုက်ပါပြီးရင်အရက်ပြန်တော့မဟုတ်အရက်ဥယေထဲ့လိမ့်မနဲ့တက်တာသွားလိမ့်မယ် ဗီဒီယိုကြည့်နေတဲ့တင်အတွက်ကံကောင်းနေမှာပါဒီနေ့ကံကောင်းခြင်းလေးတစ်ခုအနေနဲ့ကိုပါသာလွယ်ကူစွာပြုလုပ်လို့ရတဲ့ကျမ်းမာရေးလက်ဆောင်လေးပေးနေပါတယ်ကျေးဇူးပြုပြီးအကောင့်လေး follow subscribe လုပ်ပေးပါနောက်ပြန်ကြည့်ရအောင်တင်စီထားပြီး ကိုချစ်ရတဲ့သူတွေကိုမျှဝေပေးဖို့လိုပါတယ်ကျေးဇူးပါ